မင်္ဂလာပါရှင်ဒီကျေတော့ဒီနေ့ကတော့ how to use insecticide in AZ AZ မှာ insecticide ရဲ့အသုံးဝင်မှုကိုမျှဝေပေးသားမှာဖြစ်ပါတယ်အရင်ဦးဆုံးဒီကျေတော့ရဲ့ data သည် table တင်ဆောက်ထားပေးရပါမယ်အဲ့တော့ table တင်ဆောက်တာကအရှိတင်ကန်းစားမှာဒီကျေတော့ပြောခဲ့ပေးတာဖြစ်ပါတယ်အဲ့တော့ table တင်ဆောက်သွားပြီဆိုလို့ရှိရင်ဒီမှာကျေတော့က item group မှာ ဖာနီချာကိုယူလိုက်တယ်ဆိုရင်ကျတို့ကဖာနီချာ data တွေပဲကြာလာမယ်။ kitchen ware ကိုယူလိုက်ရင် kitchen ware ရဲ့ data ပဲကြာလာမယ်။အဲ့တော့မိမိရှာခြင်းတဲ့ကောင်းစင်တွေကိုဒီလိုမျိုးလေးကလေးတစ်ချက်နှိပ်ပြီးကျတို့ကရှာခြင်းတယ်ဆိုလို့ရှိရင် insert slicer ကိုသုံးပြရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တစ်ချက်ကြည့်လိုက်ရအောင်။တစ်ချက်ကတော့ computer query founder trainer ဒေါ်နာကျော်ကလည်းဖြစ်ပါတယ်ချင်းအရင်ဆုံးမိမိရဲ့ data က table ထဲမှာ cursor လေးကိုချပေးပါပြီးတော့ရင်တော့ table 2 design တွေကိုသွားပါ ပြီးရင်ဒီမှာ insert slicer ဆိုတဲ့ဟာလေးရှိတယ်ဒါကိုတစ်ချက်ကလေးနှိပ်လိုက်ပါနှိပ်ပြီးတော့ရင်တော့မိမိရပါကိုရှာချင်တာလေဘယ်သူ့ကိုတစ်ချက်ကလေးနှိပ်လိုက်ရင်စစ်ထုတ်ရှင်တာလေဘယ်ခေါင်းစဉ်လေးကိုတစ်ချက်နှိပ်လို့ရှိရင်စစ်ထုတ်ရှင်တာလေဒါကိုကျွန်တော်ရွေးပေးလို့ရတယ်အဲ့တော့ item ကိုစစ်ထုတ်ရှင်တယ်ဆိုရင် item လေးကိုချက်ပေါက်အမှန်ချက်ပေးခဲ့ပါ အဲအဲ့ဒီလိုမျိုးမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်က item group ကိုယူမယ်ဒါဆို item group ကို share box လေးပေးပြီးတော့ okay ပေးလိုက်ပါဒါဆိုနောက်တင်မှာ item group နဲ့ကြာလာပြီ insert slicer box လေးကြာလာပြီဒါလေးရောဒီမှာအချင်းအချက်လေးလုံလို့ရတယ်ပြီးရင်အရင်များသွားတဲ့ခါမှာဒီလိုမျိုးလေးကို column လေးကျွန်တော်ခွဲလို့ရပါတယ်เนาะအဲ့တော့ ဒီမှာ item လေးပေါ်မှာကျတော့တစ်ချက်ကလေးနှိပ်လိုက်ရုံနဲ့ဘာဖြစ်လဲ data တွေကစစ်ထုတ်ပြီးသားဖြစ်သွားတယ်ဒီမှာ kitchen ware ကိုနှိပ်လိုက်မယ်ဆိုရင်ဒီမှာ kitchen ware ပြီးရင်ဒီမှာ furniture ယူလိုက်မယ်ဆိုရင် furniture title ကိုစစ်ထုတ်ပြီးလို့ရပါတယ်เนาะဒါလေးကတော့ insert slicer ရဲ့အသုံးဝင်ပုံလေးပါဒါ slicer ရဲ့အကြောင်းတွေကိုပြောင်းမယ်ဆိုရင်လည်းဒီမှာပြန်ပြီးတော့ပြောင်းပေးလို့ရတယ်ပြီးရင်နောက်တဲ့ slicer တွေရှိတယ်ဆိုလို့ရှိရင်ရှေ့ပုံမှာလားနောက်ပုံမှာလား bring forward backward တွေကိုကျတော့သုံးလို့ရမယ် alignment တွေညီလို့ လို့ရမယ်။ glue တွေဖွဲ့လို့ရမယ်။အောက်စုတွေတုံးလို့ရမယ်။ပြီးရင်ဒီမှာ column အရေအတွက်တွေကျတော့ထည့်ခြင်းနဲ့ဆိုရင်ထည့်လို့ရပါတယ်နော်။အရင်များသွားတဲ့အခါမှာ column ရေအတွက်လေးထပ်တို့ပြီးထည့်ပေးလို့ရပါတယ်။ဒါလေးကတော့ insert slicer ရဲ့အသုံးဝင်ပုံလေးပါ။အဲ့တော့ကျတော့ table ကိုပြန်သုံးခြင်းတဲ့အခါမှာ insert slicer တစ်ချက်နှိပ်ပြီးတော့အပေါ်မှာဆိုရင်ကျတော့ insert slicer တို့ပေါ်တယ်။အဲ့လိုမဟုတ်ဘူးဒီမှာတစ်ချက်နှိပ်လိုက်ပြီးတော့ table design နဲ့ကိုသွားမယ်ဆိုရင် insert slicer ကိုပြန်ပြီးတော့ထပ်လို့ခြင်းတဲ့အခါမှာဒါလေးကိုတစ်ချက်နှိပ် ပြီးရင်တော့ date ကိုမူတည်ပြီးရောရှာမယ်ဒါမှမဟုတ် item ကိုမူတည်ပြီးရောရှာမယ်ဒါအောင်နေလဲနော်အပြီးရောသူတို့က okay ပေးလိုက်မယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုး item ကိုမူတည်ပြီးရောရှာမယ်ဆိုရင်လည်းရှာလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာတစ်ချက်ကလေးနေလိုက်လို့ရှိရင်အဲ့ဒီ data နဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်ကကြာလာမှာဖြစ်ပါတယ်ဒါလေးကတော့ insert slicer ရဲ့အသုံးဝင်ပုံလေးကိုမျှဝေပေးသားပဲဖြစ်ပါတယ်နောက်ထပ်နောက်ရဲ့သင်ခန်းစာမှာပြန်လည်ဆုံးဖြတ်ကြပါမယ်နော်